ငရဲမှာအပအကုသိုလ်ဆိုတာကုသိုလ်နဲ့ခြေဖက်ငရဲကလွတ်အောင်လွတ်လို့ရတယ်သို့တော့ဟိုကျွေးတွေမြပါလိုက်ဆိုဝိပတ်ကြံမှာလွတ်ရတာဖရာရှင်ကိုယ်တော်မြတ်ကြီးတဲ့ဝွကျွေးတော်တွေပါလာတော့ပါရမီဖြည့်စင်ကဝွကျွေးတွေပါလာတော့ဖရာဘဝမှာပဲပြည့်တဲ့ခါနာတို့ခေါင်းကြိုက်တာတို့မရှိဘူးလားဝွကျွေးတွေဆက်ရတာရှင်သာရိရှင်မောဂလမထေရီ တကိုးတော်အရာမှာဧတရေရလားမရဘူးလားဒါပေမဲ့ပြိသေနောက်ဆုံးဘုရားမှာရှင်မမောက်ကလမထေခိုးသား900ရိုက်ပုတ်တဲ့ဒဏ်နဲ့ပြိနိဗ္ဗာန်ပြုရလားမပြုရဘူးတကိုးတော်အရာမှာဧတရေရတာပဲပြိသေဒါပေမဲ့နောက်ဆုံးမှာဝိကျွေးကတော့ဆတ်တော်ဆတ်သွားရတာ၃ချိန်လောက်တကိုးနဲ့တော့ရှောင်းတယ်နောက်တော့ငါအကျွေးပါလားဆတ်ရမှာဆိုပြီးမရှောင်းတော့ပဲနဲ့ခိုးသား900ရိုက်နဲ့ချင်းဒဏ်နဲ့ပဲပြိနိဗ္ဗာန်ပြုသွားတာ အတိတ်ဘဝကပြည့်တဲ့ရှင်မမောက္ကလန်လောင်းလျာဘဝကလေဘလောက်တိဆိုးခဲ့လဲဆိုမိမစကားနားထောင်ပြီးတော့မျက်စိမမြင်နဲ့အမေနဲ့အဖေကိုတခိုးတည်းများတွေငှားပြီးတော့ရိုက်ခိုင်းတာတတ်ခိုင်းတာ ကြောက်เสียကောင်းလားမကောင်းဘူးလားပရိသတ်ရဲ့ပါရမီနုစင်ကလုခဲ့တဲ့အကုသိုလ်ခံကြွေးကနောက်ဆုံးဖရာဘဝနောက်ဆုံးရှင်မမောက်ကလန်ဘဝရောက်တဲ့အချိန်မှာတော့မှကိုသား900ရိုက်နဲ့တဲ့ဒဏ်ကိုပေးဆက်ရလားမပေးဆက်ရလားအကြွေးတွေပိုင်ရင်ဝကြွေးတွေပိုင်ရင်ဆက်ကိုဆက်ရတယ်ပရိသတ်အဲ့တော့အကြွေးဆက်နေတဲ့ကိုယ့်ရဲ့ဘဝမှာအ